်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသူအလုံးကိုပြန်လွှတ်ပေးရန်ဂျပန်အစိုးရတောင်းဆိုရတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသူအလုံးကိုပြန်လွှတ်ပေးဖို့နဲ့ဒီမိုကရေစီစနစ်ထူထောင်ဖို့ဂျပန်အစိုးရကတောင်းဆိုလိုက်ပါတယ် အော်တိုဘာ၁ရက်နေ့လည်၂နာရီလောက်ကတိုချိုမြို့မှာဂျပန်နိုင်ငံသားရေးတူဝင်ကြီးတာကုမမီယကြီးဟာမြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးခဲ့တဲ့ဂျပန်လွှတ်တော်အမတ်များတမကအဖွဲ့အကြံပေးပုဂ္ဂိုလ်ဥက္ကဋ္ဌရှိုအီချီခွန်တိုနဲ့အထွေထွေအတွင်းရမှုချုပ်မီချီဟီရိုအီရှိဘရှိတို့အပါအဝင်မြန်မာအရေးလှုပ်ရှားသူတွေရဲ့တောင်းဆိုစာပေးအပ်မှုကိုလက်ခံတွေ့ဆုံပြီးနောက်ဂျပန်အစိုးရရဲ့သဘောထားယက်တီချက်ကိုပြောကြားလိုက်တာပါဒုနိုင်ငံသားရေးဝန်ကြီးမီယာချီက ဂျပန်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာဆိုးရွားတဲ့အခြေအနေတွေဆက်လက်ဖြစ်ပွားနေတဲ့အပေါ်အလေးနဲ့စိုးရိမ်နေကြောင်းပြောကြားခဲ့ပြီးမြန်မာအနာသိမ်စစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဒေါအောင်ဆန်းစုကြည်အပါအဝင်ထိန်းသိမ်းခံထားရသူအလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမြန်မြန်ဆန်ဆန်ပြန်လည်ထူထောင်ဖို့ဂျပန်အစိုးရအနေနဲ့ဆက်လက်တိုက်တွန်းသွားမယ်လို့ပြောကြားခဲ့ပါတယ် ဒါပြင်ဂျပန်နိုင်ငံအနေနဲ့မြန်မာပြည်သူပြည်သားတွေကိုတိုက်ရိုက်အကြိုပြုမယ်လူသားချင်းစာနာမှုအကူအညီတွေဆက်လက်ပေးဆောင်သွားမှာဖြစ်ပြီးနိုင်ငံတကာအသိုက်အဝန်းနဲ့ပူးပေါင်းပြီးမြန်မာအရေးကိုဖြည့်ရှင်ဖို့ဆက်လက်ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ဂျပန်အမတ်များအဖွဲ့နဲ့နိုင်ဝက်ကြာတွေ့ဆုံဆွေးနွေးပြီးနောက်ဒုဝန်ကြီးကပြောကြားခဲ့ပါတယ် ဂျပန်လွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များတက်မှတ်ကအဖွဲ့ဟာစက်တင်ဘာ30ရက်ကကျင်းပတဲ့အဖွဲ့ချုပ်ရဲ့နှစ်ပတ်လည်ထူးထွေးညှိနှိုင်းခံမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘလာသိန်းနဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေအပေါ်အခြေခံပြီးမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအားကောင်းလာစေဖို့ဂျပန်အစိုးရအောင်တောင်းဆိုချက်တွေကိုရေးသားထားတဲ့ ဟူးထွေးတောင်းဆိုစာကိုဂျပန်နိုင်ငံသားရဲ့ထူးဝင်ကြီးထံပေးအပ်ခဲ့ပါတယ်ဦးစောဘာလာတိန်ကတောင်းဆိုစာထဲမှာတော့စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစလို့ယခုအချိန်ထိအကြမ်းဖက်ဆဲအုပ်စုရဲ့စစ်ရာဇဝတ်ကျူးလွန်မှုတွေအပြစ်မဲ့ပြည်သူတွေအပေါ်လေးချောင်းမှဘုံကျဲတိုက်ခိုက်နေတာတွေကိုအကူအကားတွေနဲ့တကွသက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြတ်သားစွာထည့်သွင်းရေးသားထားပြီးဂျပန်နိုင်ငံအစိုးရနဲ့ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့စစ်ကော်မရှင်ရဲ့တရားမဝင်အထူးရောင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဖို့တွေပါဝင်တယ်လို့တောင်းဆိုစာနဲ့ပတ်သက်ပြီးရှင်းပြပါတယ်။ အသက်ကြီးရင်းနေပြီဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမရာကြီးဦးဝင်းမြင့်အပါဝင်မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအလုံးကိုပြန်မလုပ်ဖဲစစ်ရဇဝိမှုကျူးလွန်တာတွေမရက်တံပဲရွေးကောက်ပွဲလုပ်မယ်ဆိုတာအထိပယ်မရှိဘူးလို့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမှတ်များသမ္မတအဖွဲ့ကပြောပါတယ်စတင်ပါတရက်ကလည်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ကြီးညာချက်တုံ့ပြန်ရမှာလဲအကြံဖတ်မှုတွေချက်ချင်းရက်တံဖို့ဒေါ်အောင်ဆန်းစုကြည်အပါဝင်မတရားဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့ ီမိုကရေစီစနစ်ကိုအမြန်ပြန်လည်ထူထောင်ဖို့နဲ့စစ်တရရွေးကောက်ပွဲကိုလက်မခံကြောင်းဂျပန်အစိုးရကအတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးဖာပုံမြို့နယ်တွင်စစ်တပ်က BGF နှင့်ပူးပေါင်း၍စစ်ကြောင်းထုတ်လာပြီးတိုက်ပွဲများအပြင်းထန်ဖြစ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများရှိနေတော့လဲအင်အားအလုံးရင်ဖြစ်ထိုးစစ်ဆင်လာနေစေဖြစ်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖာပုံမြို့နယ်ရိုဘော်တီရွာကိုစစ်ကြောင်းထုတ်လာသည့် BGF နှင့်စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြာဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၁၀ဦးထပ်မံနေထိခိုက်သေးဆုံးခဲ့ကြောင်း နဂါနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘိုးတက်တူးကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးဖာဖုံမြို့နယ်နိုဘော်တီရွာကိုမောင်လှကြိုင်ဦးဆောင်သော BGF အဖွဲ့နှင့်အကြံဖက်စစ်တပ်ပူးပေါင်းထားသောအင်အား300ခန့်ပါစစ်ကြောင်းကစစ်ကြောင်းထိုးလာ၍တော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်ထိုထိတွေ့တိုက်ပွဲသည်စက်တင်ဘာလ26ရက်နေ့တိဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်မှ10ဦးထပ်မံထိခိုက်သေးဆုံးက နဂနက်စစ်ကြောင်း Flat Dragon ခေါ်လံဘက်မှလည်းတော်လိုင်းရဲရဲဘော်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်တွင်အကြံဖက်စစ်တပ်ဘက်မှစစ်ကြောင်းမတိုးနိုင်တော့လေအင်အားများထပ်မံဖြည့်တင်းနေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းတော်လိုင်းရဲရဲဘော်များသည်လည်းစစ်ကြောင်းထပ်မံတိုးလာမည်ကိုစောင့်ကြည့်နေကြောင်းသိရပါတယ်။စတေဘာ22ရက်နေ့နဲ့နှစ်ပိုင်းကစပြီးတော့နိုဘော်ဒီချိရွာအနီးမှာတိုက်ပွဲဆဖြစ်တာပေါ့26ရက်နေ့တိုက်ပွဲမှာကျွန်တော်တို့ရဲဘော်တွေထိခိုက်ဒဏ်ရာရလို့တက်ပြန်ဆုတ်ခဲ့တယ် အစစ်ခွေးတွေက အမောင်ဘက်ကနေလာပြီး BGF ကမောင်လာကြိုင်နဲ့ပူပေါင်းပြီးကျွန်တော်တို့ကိုစစ်ကြောင်းထိုးတာပါဟုငကနဲ့စစ်ကြောင်းမှစစ်ကြောင်းမှုဘူတက်တူကပြောဆိုပါတယ်။ငကနဲ့စစ်ကြောင်း Black Dragon Colony ဖောက်ပွန်ခရိုင်အတွင်အချမ်းဖတ်စစ်တပ်နှင့် BGF ပူပေါင်းအဖွဲ့တို့၏စစ်ကြောင်းထိုးမှုများကိုကျိန်ဖန်များစွာကြားဖြတ်တိုက်ခိုက်နေသောအဖွဲ့ဖြစ်ပြီးမထော်၊စင်ဆွဲ၊တောင်သုံးလုံး၊နိုဘော်တီ၊ကတိုင်တီနဲ့မဲပလီတက်စကန်တိုင်တိုက်ပွဲတွင်လည်းပူပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ ။မြေပြင်တွင်လည်းအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်ဖြင့်ထပ်မံစစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းကြောင့်ခဲယမ်းဖြစ်တင်ရက်နှင့်ဒဏ်ရာရရဲဘော်များကိုစေဝါကူတရန်စေဝါများလည်းလိုအပ်လျက်ရှိပြီးပြည်သူများပူးပေါင်းပါဝင်ကြရန်မြေတားရက်ခန့်ကြောင်းငကနက်စစ်ကြောင်းမှစစ်ကြောင်းမှုဖိုးတက်တူကဆက်လက်ပြောဆိုပါရ။ဆလပီကျန်းဖို့ပါတီတို့မင်းအောင်လိုင်းစီလိုတိစစ်ဖို့ကြုံများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစည်ရင်နဲ့ဆွဲစီယုံရစည်ရင်ညာအပီးစီယူဆောင်လာဟုဆို ပါတီရေးရာစီမံခန့်ခွဲမှုကိစ္စများဗဟိုကော်မတီဝင်အဆင့်ပင်တည်ခွင့်မရှိတော့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းဖို့ပါတီတို့မရောက်လိုက်စေလို့ဒီစစ်ဗိုလ်ချုပ်ကြီးများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစေရင်မဲဆွယ်စည်းရုံးရေးစရိတ်များအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမျိုးစောအောင်လင်းတွင်ညထုံးဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကောက်ွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမတ်3စစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးတေစာကျော် DSA 28အမတ်6စစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံမြန် OTS 83စစ်ရာထူးခန့်ချုပ်ဒူဘိုချုပ်ကြီးလင်းအောင် DSA 26တက်မတော်စစ်စည်ရင်နဲ့စည်ရင်စစ်ချုပ်ကြီးရည်လေးဒူဘိုချုပ်ကြီးစိုးတင်နိုင် DSA 31တို့အပါဝင်မင်းအောင်လိုက်ဆေးလုခဲ့သောစစ်တပ်အရာရှိများ ဌာနဆိုင်ရာအရာရှိများမှကျန်းဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ချမည်ဖြစ်ကြောင်းထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည်ကုန်ကြမ်းစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါကြပါရေးယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမ်းမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါတယ်တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးစည်းရိမ်ကစလို့ကိုစလေလောင်းစည်းရိမ်အကုန်လုံးတပါရေးယူလာတယ်လို့သိရတယ်ပါတီဘက်ကဘာမှစိုက်ထုတ်စီရမလို့ဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးတည်းပါတာ နောက်ပြီးသူတို့ယုံအဖွဲ့တွေနဲ့သူတို့လာကြတော့ပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ဥပမာဆိုရင်ဗိုလ်ချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ယုံအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည့်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တဲ့သူတို့လူကြီးလာရင်ယုံထိုင်မဲ့နေရာအခန့်ခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်းများရွေးချယ်မှုနှင့်ပတ်သက်၍လကောက်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီး မင်းအောင်လိုင်ကပင်အဆဆအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နဲ့မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံနေကြတာဟုစံခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကြက်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအစင်မှအောက်ခြေအစင်အတီစစ်အရာရှိများရုံးအုပ်များနှင့်တက်ချက်ကြီးစည်ရင်များပါမကြံစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည်ဆက်လက်ပြီးစစ်တပ်ကနံပါတ်2မြို့ကိုပုံကျင်းပြည်သူ၃ဦးသေပြီး6ဦးဒဏ်ရာရတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နံမတူနဲ့မန်တော်မျိုးကိုဒီကနေ့အောက်တိုဘာ၂ရက်မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းခနေပုံကျဲတိုက်ခိုက်တာမှာအရက်သား၃ဦးသေဆုံးပြီးခလီငယ်ပါဝင်၆ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။နံမတူမျိုးရက်ကွက်ရှင်းနဲ့မန်တော်မျိုးနယ်တနေရာကိုမနက်9:15မိနစ်နဲ့9:00နာရီခွဲမှာပုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။အခြားနံမတူမျိုးကန်တအုပ်ကလည်းနံမတူဆိုရင်မျိုးတဲကိုကျဲသွားတာမန်တုံလေမျိုးနာနဲ့နေတယ်လို့ပြောပါတယ်။ စစ်တပ်ပုံကျဲမှုကြောင့်တည်ဆုံသူတွေထဲမှာစစ်တပ်ကနောင်မွန်ရွာကိုစစ်ကြောင်းထိုးလို့နမတူမျိုးဘက်ကိုထွက်ပြေးလာတဲ့စစ်ပေးရှောက်ပြည်သူအချို့ပါဝင်တယ်လို့လည်းဒေသခံအချို့ကပြောပါတယ်စစ်ကောင်စီတပ်ဟာအောက်တိုဘာ၂ရက်နေ့နဲ့9မိနစ်20အချိန်မှာဘုံကျဲတိုက်ခိုက်ရန်အရက်သား၃ဦးသေဆုံးပြီးကလေးငယ်ပါဝင်6ဦးထဏ်ရာရရှိခဲ့တယ်လို့နေအိမ်ရှိလုံးဖျက်ဆီးခဲ့တယ်လို့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကလည်းထုတ်ပြန်ပါတယ် ပြည်သူလူထုတွေတည်ရှိရာကိုဦးတည်ပြီးရည်ရွယ်ချက်ရှိရှိနဲ့လေးချောင်းကနေနံပါတ်2မြို့မှာဘုံတလုံးနဲ့မန်တုံမြို့မှာဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါပြင်မန်တုံမြို့အနီးကိုလည်း Jet Fighter နှစ်စီးနဲ့ဘုံကျဲတာဖြစ်ပြီးလူထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ရှမ်းမြောက်တရင်ရင်းမြက်ကပြောပါတယ်။ TNL ဟာ2023အောက်တိုဘာ28ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရည်နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့၊တီဘော၊နန်းစံ၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမတူ၊ကိုခိုင်၊နောက်ချိုနှံခမ်း၊မိုင်းငေါမြို့နယ် မန္တလေးတိုင်းကမိုးကုတ်မြို့ကိုတည်ယူခဲ့တာပါ။2025ခုနှစ်နှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထုတ်လို့ပြီးခဲ့တဲ့ဇူလိုင်မှာနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။စစ်ကောင်စီကကြောင်မဲမြို့ကိုလည်းထိုးစစ်ဆင်ရမနေ့ကအောက်တိုဘာတရက်မှာပြန်လည်ထိန်းချုပ်နိုင်ပြီလို့သတင်းထုတ်ပြန်ထားပါတယ်။ကြောင်မဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ကြေညာပြီးတဲ့နောက်မှာနံပါတ်2နဲ့မန်တုံမြို့ကိုစစ်ကောင်စီကပုံကျဲတာဖြစ်ပါတယ်။ပြေးလိုက်တာပြရင်းတွေတောင်တုံလိုက်တာ ရှေ့ဆက်ပြီးဘာတွေဖြစ်မှလည်းမသိတော့ဘူး။အရက်သားတွေအတွက်ကအရန်စိုးရင်ရတဲ့အခြေအနေဖြစ်နေပါပြီလို့နမ်မတူမြို့ကန်တအူးကပြောပါတယ်။